ဒုတိယဆင့်ကိုအောင်မြင်သွားတဲ့ဆာမူဝဲဖြည့်ဆို့သူ40ယောက်ကဟန္တာဥက္ခရာကြီးနဲ့အတူတတိယဆာမူဝဲစီကိုလေတင်မောကြီးနဲ့သွားနေကြပါတယ်။အစကတော့နောက်ဆုံးဆင့်မှလူလုံးထွက်ပြမယ်စီစဉ်ထားပေမဲ့ခုလိုအခြေအနေလေးတွေဖြစ်သွားလို့ခုကစပြီးသူစောင့်ကြည့်သွားမယ်ပြောပြီးဟန္တာဥက္ခရာကသူ့ကိုယ်သူမိတ်ဆက်နေခဲ့တယ်။တွေးရမှုဘင်းကတော့ခရီးရောက်ဖို့ဝေးတာမလို့လေတင်မောပေါ်မှာစိတ်ကြိုက်သွားလာလို့ရတယ်ပြောပြီးညစာစားချိန်မှာတော့ထမင်းစားကန်းစီလာဖို့မှားနေပါတယ်။ဂိုနက်ကီလူဝါကတော့တင်မောပေါ်ပတ်ကြည့်မယ်ဆိုပြီးထွက်သွားပေမဲ့လီယိုနက်ကူဝါကတော့သွားနာအောင်မယ်ဆိုပြီးနောက်ဆာမူဝဲဘယ်နဲ့ဆက်ကြအောင်မလဲဆိုပြီးစိတ်ပူနေကြတယ်။အဲ့ချိန်တွမ မှာရောက်လာပြီးစာမှုဘွက်ကပြင်းပြအဆင့်50ဆင့်60ဆင့်ရှိတယ်ပြောပြီးဖြေရမယ့်ဆင့်တွေအများကြီးကြံသေးတာမလို့အနားသွားယူမယ်လုံနေတဲ့လီယွန်နဲ့ကူအာကိုအတွေးရေးမှုကခုသွားမယ့်နေရာကိုရောက်မယ့်ချိန်ပဲပြောလိုက်ပြီးတတိယစာမှုဘွက်ဘယ်ချိန်စာမလဲဆိုတာမပြောလိုက်တာမလို့တင်းမော့ဘော်မှာလည်းစာသွားနိုင်တယ်လို့သတိပေးလိုက်တယ်။အရီကိုတွန်ပါကလီယိုတို့စိတ်ဖူပြီးအနားမြူနိုင်အောင်ပြောလိုက်တာဖြစ်ပြီးလီယိုကတော့ဘာမှမတွေးပဲအိပ်ပျော်သွားပေမဲ့အုံနောက်ကောင်းတဲ့ကူအာကတော့သူတို့ကိုလေတင်းမော့ဘော်မှာစိတ်ကြိုက်အနားယူဖို့ပြောသွားတာမလို့စာမှုဘွက်ကစစ်ဖို့မဖြစ်နိုင်မှသိနေခဲ့ပါတယ်။အဲ့ချိန်အနားယူစားတောင်းနေတဲ့စာမှုဘွက်စစ်တွေကတော့ဒီပြိုင်ပွဲမှာပါတဲ့လူတွေက အရေးရှိရှိတယ်ပြောပြီးအောင်မြင်နိုင်မယ်ထင်တဲ့သူတွေကိုခန့်မှန်းနေကြရတယ်။ဘန်ချီကတော့ဟန်ဆိုစာတိုကတော့ကီလူဝါဘူဟာကတော့ဟီဆိုကာဆိုပြီးသူတို့ထင်တဲ့လူတွေကိုပြောနေကြရတယ်။ဘူဟာကတော့မက်ချီကိုနဘန်းသမားတူတူထိုးဖို့လုပ်နေတော့ဟီဆိုကာစီကနေလူသက်ချင်တဲ့အချိန်ဝါတွေထွက်နေတယ်လို့ပြောတော့စာတိုကလည်းဟီဆိုကာကပုံမှန်နဲ့မတူဘဲထူးခြားနေပြီးသူ့စရိုက်ကမကောင်းတဲ့ဘက်ကိုပိုရောက်နေတယ်လို့ပြောတယ်။ဂွန်နဲ့ကီလူဝါကတော့တင်မောပေါ်မှာရှောက်ကြည့်နေတော့ဂွန်ကကီလူဝါမိဘတွေဘာလုပ်လဲမေးတော့လောက်ကျန်တဲ့ဖြတ်သူတွေလို့ကီလူဝါကပြောလိုက်တယ်။သူ့မျိုးနွယ်ကလောက်ကျန်တဲ့ဖြတ်ရေးသမားတွေဖြစ်ပြီးသူ့ကိုလည်းအအောင်မြင်ဆုံးဖြစ်ဖို့ ုမျှော်လင့်ထားကြတယ်လို့ထပ်ပြောတယ်။ဒါပေမဲ့ကီလူဝါကတော့သူ့ဘွားကိုတခြားသူစီစဉ်ပေးတဲ့အတိုင်းမနေနိုင်ဘူးလို့ပြောတော့သူ့အမေကသူ့ကိုထိတ်တန်းဆင့်လုံးကျန်ရင်တမဖြစ်နိုင်တယ်ဆိုပြီးငိုယိုပြီးတော့ပြောတယ်။အဲ့နောက်စကားများကြပြီးသူ့အမေရဲ့မျက်နှာကိုဓာတ်နဲ့ထိုးခဲ့ပြီးအားချိန်ပေးမှသူ့အကိုလည်းရှိနေခဲ့ပါတယ်။ဒါကြောင့်သူ့ကိုအိမ်ကလူတွေကလက်စားချေချင်နေကြမှာလို့ဂွန်ကိုပြောတယ်။ကီလူဝါလည်းအိမ်ကထွက်ပြေးလာခဲ့ပြီးဟန်တာဖြစ်လာရင်သူ့မိသားစုရဲ့စုကြီးတွေကများမှကျိန်းသိတာမလို့သူတို့ကိုအရင်ဖမ်းမယ်လို့ဂွန်ကိုပြောပြနေခဲ့တယ်။စကားပြောနေကြတဲ့ဂွန်တို့ကိုမြင်ပြီးဥက္ကရာကြီးကသူတို့ကိုစာမှုဝဲဖြေရတာဘယ်လိုလဲမေးကြည့်တာနဲ့ဂွန်ကတော့သူစိတ် ်ပူရတယ်ရေးဖြည့်စာမှုပွဲမပါသေးလို့ပြောတယ်ပြောပြီးကီလူဝါကတော့စာမှုပွဲကလွယ်တာကြောင့်စိတ်ပြတ်တယ်လို့ပြောလိုက်တယ်ဂါနဲ့ဥက္ကရာကြီးကလည်းသူတို့ဂိမ်းလေးစောက်ကြမလားမေးပြီးသူ့ကိုနိုင်ဟန်တာတိုင်းပြီးဖြစ်ခွင့်ပေးမယ်လို့ပြောတယ်ဂိမ်းကတော့သူ့စီကဘောလုံးကိုလူးရမှာဖြစ်ပြီးသူ့ကိုကြိုက်တယ်လို့တိုက်ခိုက်လို့ရတယ်လို့ပြောတယ်ချိန်ကလည်းသူတို့သွားမဲ့နေရာမရောက်ခင်ကိုးနာရီထိလိုသေးတယ်လို့ပြောပြီးဂွန်တို့ကလည်းသူကလက်ဖျားနဲ့တောင်မထိဘူးလို့ပြောတာနဲ့ဂွန်လည်းအရန်လွယ်မယ်လို့ထင်နေခဲ့ပါတယ်ဒါနဲ့ကီလူဝါလည်းသူတို့ကိုအထင်သေးနေတာလို့တွေးပြီးသူအရင်လူမယ်ဆိုကလောက်ကျန်တက်ပြည့်ရည်နီးပညာတဲ့ကရွေးရှားပုံရိပ်အကွက်ကိုအသုံးပြုတာမလို့ငငယ်လေးနဲ့ ကျွမ်းကျင်နေတာကိုဩခရကြီးလည်းအံ့ဩသွားတယ်။ပုံရိပ်တွေအများကြီးထွက်လာပြီးကီလူဝါကဘောလုံးကိုဝင်လို့ပင်မဲ့ဩခရကြီးရဲ့အမြန်နှုန်းကိုမမီတာမလို့လူလို့မရပဲဖြစ်နေခဲ့တယ်။ဩခရကြီးလည်းခလေးတွေကိုဒီလောက်ပဲလုံးနိုင်တာလားဆိုပြီးလေတိုက်နေတာနဲ့ကီလူဝါလည်းတင်းသွားပြီးလူမရရင်ဖိုးကြီးကိုလှုံမရအောင်ခြေထောက်ချိုးမယ်ဆိုပြီးဝင်ချိုးတယ်။ဒါပေမဲ့ဩခရကြီးကဘာမှမဖြစ်ပဲကီလူဝါပဲခြေထောက်နာပြီးဆွတ်ဆွတ်ခုံသွားပါတယ်။အဲ့ချိန်ဆော့ကျင်နေတဲ့ဂွန်ကသူ့လည်းရောက်ပြီးဆိုပြီးကီလူဝါနဲ့အစားထိုးဝင်ဖို့ကြောရှော့နေတဲ့ချိန်အဖိုးကြီးကဂွန်ကိုကြည့်ပြီးဒီကောင်လေးပုံကယူသားတဲ့ပုံစံနဲ့ဘာလုံးနိုင်မလဲဆိုပြီးစောင့်ကြည့်နေပါတယ်။ဂွန်ကတက်တက်ကြီးရ ချိန်နဲ့ပြေးဝင်လာတာနဲ့အဖိုးကြီးကသူ့ကိုမျက်နှာချင်းဆိုင်တိုက်ဖို့က10နှစ်လောက်ကြိုးစားဖို့လိုသေးတဲ့သွေးနေတော့ဂွန်ကချက်ချင်းအပေါ်ကိုလမ်းကြောင်းလွှဲလိုက်ပါတယ်။အဖိုးကြီး surprise ဖြစ်သွားပေမဲ့ဂွန်ကတော့အခုံကောင်းပြီးမျက်နှာချက်နဲ့တိုက်မိကခေါင်းဖူသွားခဲ့တယ်။ကီလူဝါကကိုကုံအားကိုသတိမထားဘဲခုံလိုက်တဲ့ဂွန်ကိုအဖိုးကြီး surprise ဖြစ်သွားတဲ့အခွင့်အရေးကိုလွတ်သွားတာမလို့ပြောနေခဲ့တယ်။အဖိုးကြီးလည်းဂွန်ကရိုးရိုးလေးတွေးပေမဲ့ခေါင်းတော့သုံးသားပဲဆိုပြီးနောက်တစ်ချိန်မှာတော့သတိထားနေခဲ့ပါတယ်။အချိန်တွန်ပါကသူ့ సైకో ထဲထားတဲ့လီယိုနဲ့ကူရာတို့နှစ်ယောက်အိတ်မပြော်လာဘူးထင်ပြီးသွားကြည့်ပေမဲ့နှစ်နှစ်ခြားခြားအိတ်ပြော်နေခဲ့ပါတယ်။နှစ်နာရီလောက်ကြာတဲ့အထိဘောလုံးကိုမလူနိုင်သေးတာနဲ့ ယ်ဂုံတို့လည်းနှစ်ယောက်စလုံးဘောလုံးကိုဝိုင်းလို့ပြင်မယ်ဥက္ခရာကြီးတို့ကတော့ကလေးတွေနဲ့စော့နေတာမလို့ချွေးတောင်မထွက်ပါဘူးဒီခါမှာတော့ဂုံကအဖိုးကြီးမျက်နှာကိုလှမ်းကန်လိုက်တာမလို့အဖိုးကြီးကအသားရပဲရှောင်လိုက်ပြင်မယ်မထင်မထားတဲ့ဖနှက်ကိုပါချုပ်ပြီးတန်လိုက်ပါတယ်အဖိုးကြီးဟန်ချက်ပြတ်သွားတဲ့ချိန်နောက်မှစောင့်နေတဲ့ကီလူဟာကကြောကိုဖြတ်ကန်လိုက်တာမလို့လက်ထဲကဘောလုံးလည်းလွတ်သွားတယ်ဒါပေမဲ့အဖိုးကြီးကခြေထောက်နဲ့ထိမ်ပြီးပြန်ဖမ်းမှုလုပ်နေတာနဲ့ဂုံကနောက်ထပ်ဖနှက်တစ်ခုနဲ့ဘောလုံးကိုအဝေးလွတ်သွားအောင်ထပ်ကန်လိုက်ပါတယ်ဂုံနဲ့ကီလူဟာဘောလုံးကိုမှီတော့မဲ့အချိန်မှာပဲအဖိုးကြီးကတီပေါက်နဲ့သူ့အမြန်ဆုံးစပီးကိုတုံးပြီးကလေးတွေကိုအနိုင်ကျင့်ပြီးဘောလုံးကိုလှူလိုက်တယ် ယ်ဖိုးကြီးကတော့မင်းတို့စူးစမ်းမှုကိုအတိမတ်ပြုတ်ရယ်ပြောနေတော့ကီလူဝါကတော့သူရှုံးပေးပြီပြောတာနဲ့ဂွန်ကအချိန်တွေအများကြီးကြံသေးတယ်လို့ပြောပါတယ်ဒါနဲ့ကီလူဝါလည်းအဖိုးကြီးကညာလနဲ့ဘယ်ချေကိုတောင်တိတ်မတုံးရသေးတာတတိမထားမိသေးဘူးလားပြောပြီးနောက်တစ်နှစ်လောက်ထိဖမ်းနေရင်တောင်မိမှာမဟုတ်ဘူးလို့ပြောတယ်ကီလူဝါလည်းသူတို့နဲ့လာဆော့နေတဲ့ဥက္ကရာကြီးကိုစိတ်တို့ပြီးဂွန်ကိုသွားမဲ့ခေါ်နေပေမဲ့ဂွန်ကတော့ဘောလုံးရမရအရေးမကြီးပဲသူအဖိုးကြီးရဲ့ညာဘက်လက်ကိုအချိန်မကုန်ခင်အသွင်းမှာတုံးရအောင်လုပ်မယ်လို့ပြောပါတယ်ကီလူဝါလည်းဂွန်တွေးနေတာကိုအံ့ဩသွားပြီးသူကတော့နားအောင်မယ်ဆိုပြီးထွက်သွားတယ်သူကထွက်သွားတာနဲ့ဂွန်လည်းခုနကကီလူဝ ကသုံးသွားတယ်ပုံရိပ်တွေအများကြီးကဘလို့လောက်တာလဲမေးတာနဲ့ဥက္ခရာကြီးကအဲ့ဒါကမြေအောက်ဖွဲ့စည်းတွေရဲ့နီးလန်းဖြစ်ပြီးမင်းကမတင်တော်ဘူးလို့ပြောကတက်မြောက်ဖို့ကလည်းပြင်းပြထန်ထန်စူးစမ်းရတယ်လို့ပြောပါတယ်ဂွန်လန်ကီလူဝါကတကယ်တော်ရာပဲပြောပြီးအလစ်မှာဘောလုံးကိုလှမ်းလို့ပြင်မဲ့မရလိုက်ပါဘူးအဲ့ဒီအချိန်ဒေါ်သာထွတ်ထွတ်နဲ့ပြန်လာခဲ့တဲ့ကီလူဝါကိုတခြားပြိုင်ဝဲဝင်နှစ်ယောက်ကဝင်တိုင်းမိရာကနေရန်လာစတာနဲ့ပညာပေးလိုက်ရင်ခုနကသူသားဥက္ခရာကြီးနဲ့စော့နေတာကနေမထွက်လာမိရင်ဘောလုံးရဖို့အဖိုးကြီးကိုတတ်မိမှာပဲလို့တွေးနေခဲ့တယ်ဂွန်ကတော့ဥက္ခရာကြီးစီကနေဘောလုံးလူရင်တိုက်ခိုက်မှုတွေနဲ့အချိန်တွေကတိုးတက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဂ ုံကအဖိုးကြီးဖိုက်ကိုခေါင်းနဲ့ထထိုက်ဖို့လောက်တာမလို့အဖိုးကြီးကသူ့ဖိုက်ကိုမာလိုက်ရင်ဂုံခေါင်းတစားစီဖြစ်သွားမှာဆိုပြီးသူ့ရဲ့ညာလက်ကိုတုံးပြီးဂုံကိုရှောင်လိုက်ပါတယ်ဂုံကတော့နိုင်ရနဲ့ခေါင်းမိတ်ဆက်သွားပြီမဲ့ဥက္ခရာကြီးရဲ့ညာလက်ကိုအုံပြူအောင်လုံးနိုင်သွားတာမလို့စိတ်လျှော့ပြီးပင်ပန်းနာနဲ့အိပ်ပျော်သွားပါတော့တယ်ပင်ပင်ပန်းပန်းနဲ့မနက်မှအိပ်ပျော်သွားတဲ့ဂုံကိုတနာသွားတာနဲ့ဥက္ခရာကြီးလည်းလေးသိမ်းမောက်ကိုဖြည်းဖြည်းမောင်းမောင်းလှမ်းချောင်းကြလိုက်ပြီးသူဒီနေ့ချိန်ဖြုံးမှုခလေးနှစ်ယောက်နဲ့ဂိမ်းဆောင်ရင်ကနေဂုံကတခုခုထူးခြားနေတယ်ဆိုတာသိလိုက်ပါတယ်ဒီလိုနဲ့ဆာမိုးဘက်ဖြစ်ဆိုသူ42ယောက်ကတတရားဆင်ဆာမိုးဘက်စီကိုချင်းကပ်လာခဲ့ပါတယ်